hello ချစ်ရတဲ့ view family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ big boss reaction channel နေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ10ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတိုင်းမှာ reaction လုပ်ကြမှာဖြစ်ပါတယ်โอเคဒီညမှာကျွန်တော်တို့ ကဲပထမဆုံးသတင်းကတော့ရန်ကုန်မြို့နယ် Beauty Land Hotel မှာအမျိုးသမီးကိုရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့တဲ့အသက်၈၈နှစ်အရွယ်အောက်ခန့်ကျော်စင်နဲ့ရီစားဖြစ်သူမအေးမွန်အောင်တို့ကိုဒီဖမ်းဆီးရမိသွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတော့။အဲ့ဒီမှာဆိုရင်ဒီသူတို့ကဒီနိုင်ငံခြားစက်ကားတွေရတယ်လို့ပေါ့နော်။ပုံစံတိုင်းတပ်ဖြတ်ခဲ့ရလို့သိရပါတော့။အဲ့တော့ဘလို့ဖြစ်လဲဆိုတော့ဒီ အောင်ခတ်ကျော်စီထွက်ဆိုချက်ရဆိုရင်၎င်းကဂိမ်းအလွန်ကျွံကစားခြင်းလူသက်အလောင်းဖြောက်သည့်နိုင်ငံခြားဇာတ်လမ်းတွင်များအလွန်ကျွံကြည့်ရှုလေးရှိခြင်းအော်တိုဘာလ9ရက်နေ့တွင်လီဒါမီရှိ Telegram Channel မှတဆင့်မဆုမြတ်ဝင်းကိုပျော်ပါးရန်အတွက်အခအချင်းတွင်ပြဆက်တွေ့ခေါ်ယူခဲ့ပြီးဘဘဲရန်မြို့နယ်ရှိ Beautyland Hotel အခန်းအမှတ်9ရက်နေ့တွင်ပျော်ပါးနေစဉ်၎င်းကြည့်ရှုခဲ့သည့်လူသက်အလောင်းဖြောက်နိုင်ငံခြားရုပ်သက်ဇာတ်လမ်းတွင်များမှဆက်ဆောင်များအတိုင်းမဆုမြတ်ဝင်းကိုအသိဆောင်သားသည့် Steeder နှစ်ချောင်းပြီးရက်ဆက်စွာတက်ဖြတ်ခဲ့ပြီး Wandering Cleaser များနှင့် Web ဖက်ပေါအသားများအားလှီးဖြတ်ထုတ်ယူကာသွတ်ပစ်ချင်များပြုလုပ် ဲ့ကြောင့်တည်ရပါတယ်ဗောနော်အဲ့တော့တော်တော်ကြီးကိုစိုးစိုးဝါးဝါးဖြစ်ပါတယ်နော်အဲ့တော့အသက်ကလည်းဘယ်တော့မှမရှိသေးဘူး18နှစ်မှရှိသေးဗောနော်အဲ့တော့ဒီလိုမျိုးရွယ်မှာဒီလိုမျိုးတွေစိုက်ကိုတွေဝင်နေတာတော့တော်တော်လေးကိုစိုးစိုးဝါးဖြစ်ပါတယ်နော်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ပွင့်ပြူမျိုးနဲ့ပသိမ်မုံရလမ်းပေါ်မှာရှိတဲ့စစ်တပ်စစ်စီရေးကိကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်သားအလောင်း၄လောင်းနဲ့လက်နက်၆လက်ခဲရန်လက်နက်ခဲရန်များပါတည်စီရမယ်လို့တင်ပြရရှိပါတယ်အဲ့တော့ ဆယ်ကျော်ပဲရှိတဲ့ကိစ္စပါတဲ့ဘန်ဂါဒီကနေခံပြလို့တနေ့ခွဲလောက်ထိကြာသွားတာစစ်ကူလာတာမရှိဘူးအလောင်းကလေးလောင်းပဲတွေ့ခဲ့ရတယ်ဂျန်နစ်ဆက်ခါတွေကလည်းလက်ဆုပ်ပြီးထွက်ပြေးသွားလို့လက်နဲ့၆လောက်ရခဲ့တာပါတဲ့ကျွန်တော်တဖုတ်ဝင်နေအားလုံးပေးကင်းခဲ့ပါတယ်လက်ရှိတော့အဲ့ဒီကိစ္စမှာဆက်ခါတွေပြန်ပြီးနေရာယူထားတယ်လို့မင်းဘူးခေအမက်ခေါ်တရင်မှာတာဝန်ရှိသူကသတင်းပို့ထားလို့သိရပါမယ်နော်ကေပရောဒ်တို့ကျွန်တော်ကြည့်ရမယ့်သတင်းပြီးတော့ဘရောင်းမှာရှိတဲ့အေးအေးသိမ့်ပိုက်ထားတဲ့လေသာတောင်တို့စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ကိုအခါပေါ့နော်အခုချိန်မှာဆိုရင်အလောင်းတွေဆွဲပြီးတော့ပြန်လဲဆုပ်ပြေးနေရတယ်ဆိုတဲ့အနေထားလေးရှိပါတယ်နော်ချက်သွားတော့ထောင်ကြည့်လား ပဲကိုတိုင်းနောက်ချမ်းပရောင်းမြို့နယ်အတွင်းမှာစစ်ကောက်မရှင်တက်က၎င်းတို့လက်လွတ်လိုက်ရတဲ့လေသာတောင်ကိုစစ်ကြောင်းပြန်ထိုးလို့အထင်းနာပြီးပြန်ဆုတ်ခွာထွက်ပြေးသွားရတယ်လို့သိရပါတယ်။အာရခတက်တော်အေးထိန်ချုပ်ထားတဲ့လေသာတောင်ကိုအောက်တိုဘာ6ရက်မနေ့ပိုင်းမှာအင်အား300ကျော်ပါစစ်ကောက်မရှင်စစ်ကြောင်းကဒရုန်းနဲ့လက်နက်ကြီးပါသုံးပြီးစစ်ကြောင်းထိုးတက်လာလို့အေးကတံပြန်တန့်ခိုက်ခဲ့တဲ့စစ်ကောက်မရှင်တပ်ဖွဲ့ဝင်တွေထိခိုက်သေးဆုံးမှုတွေများခဲ့ပါတယ်။စခန်းကုန်းကိုပြန်ရရမယ်ဆိုပြီးတက်လာတာ။ မလာခင်လက်နက်ကြီးတွေဒရုန်းတွေအရင်လွှတ်တာအဲ့ဒါကိုမှဒီဘက်ဘူပေါင်းဖွဲ့ကတံပြန်ထိုးစစ်တဲ့တိုင်းချိန်မှာအလောင်းတွေဆွဲပြီးပြေးရတာလို့စီအေးသတင်းရှင်းမြစ်က ARD Times ကိုပြောပါရယ်အေးတပ်ဖွဲ့တွေဟာစစ်ကြောင်းထိုးတက်လာတဲ့စစ်ကောင်မရှင်တပ်ကိုကြားဖြတ်ပြီးဒရုန်းတွေလက်နက်ကြီးတွေနဲ့ပါဝင်ရောက်တိုက်ခိုက်ခဲ့ရကြောင်းစစ်ကောင်မရှင်ဘက်က ထိခိုက်သေးဆုံးမှုတွေများခဲ့တာဖြစ်ပါရယ်စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့စက်တင်ဘာ26ရက်နေ့ကလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စင်လန်နီးရှိကာကင်းစခန်းကုန်းဖြစ်တဲ့ဒေတာစခန်းကို ပြန်လည်ရယူဖို့စစ်ကြောင်းထိုးလာလို့ထိခိုက်ဒေဆုံးခဲ့ရတဲ့အတွက်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုဆွဲပြီးနောက်ဆုတ်ထွက်ပြေးရတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။ကဲကြားရတယ်ပေါ့နော်။ချမ်ပစ်စစ်ကောင်စီကအေအေနဲ့တိုက်တဲ့တိုက်ပွဲတိုင်းမှာတော့အဲ့လိုပဲဒီလောင်းတွေပုံနေတဲ့အနေအထားမှာတွေ့နေရပါတယ်နော်။ ကျွန်တော်နောက်ထပ်ကြည့်ရမှာတော့ကိုဇွဲရဲ့ဗီဒီယိုဖြစ်ပါတယ်เนาะဒီညနေမှာ live လွှင့်ပြီးတော့ဒီပါစာရင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဆောင်းရှောင်းနေရှိမလဲသူတို့တိုက်ပွဲမှာဘယ်လိုမျိုးပါစာရင်နဲ့တွေ့တဲ့အခါမှာဘယ်လိုမျိုးတိုက်ပွဲတိုက်နေရလဲဆိုတဲ့အကြောင်းတွေကိုပြောထားတဲ့ဟာလေးနားထောင်ကြည့်အောင်เนาะပါစာမှာပြင်းထန်တဲ့တိုက်ပွဲတွေပဲကြုံနေရတယ်ဘာဖြစ်လို့လဲမင်းတို့ပြောပြမယ်ကိုတို့ PDF တွေဆိုလို့ရှိလို့ရှင်ပြင်းထန်တဲ့တိုက်ပွဲကိုရောက်ဖို့အတွက်ရဲဘော်တွေကအခြားသောစခန်းငယ်သိမ်းတဲ့တိုက်ပွဲတွေကိုအရင်ကြီးဆန်းခရမ်းပြိုးတိုက်တယ်အထွေကြုံရလာမှပြင်းထန်တဲ့တိုက်ပွဲတွေကိုတိုက်တာစကားစမှာအဲ့လိုမျိုးမြေဆန်းခရမ်းပြိုးစကန်းငယ်တွေကိုတိုက်ခိုင်းဖို့ အချိန်မရဘူးချိန်မရဘာဖြစ်လို့လဲဆိုတော့ပတ်သားစတွေကဟိုပြည်သူစစ်နဲ့ရောက်လာတဲ့ကလေးတွေရောစစ်စစ်ကောင်တွေအဟောင်းတွေရောကအတုတ်လိုက်အတုတ်လိုက်တင်နေကြတဲ့အတွက်ကြောင့်မလို့သူတို့မှစစ်ရင်ကလိုအပ်ချက်အသေးအံဖြစ်နေတယ်အဲ့အတွက်ကြောင့်မို့ရသလောက်စွဲနေမှာပဲအခုအပတ်စဉ်18ကိုမင်းတို့တင်နှပေးဖို့ဆေးစစ်ပြီးပြီဆိုတာလဲကိုတို့သိတယ်နော်အဲ့တော့အပတ်စဉ်18ကိုမင်းတို့ သင်တန်းပေးဖို့စစ်စစ်ပြီးပြီဆိုတာသိတယ်အဲ့တော့မင်းတို့ကတောက်လျှောက်နောက်တစ်ခါကျတော့အပတ်စဉ်24 ठी ကိုစည်ရင်းသွင်းပြီးပြီဆိုတာလည်းသိတယ်အဲ့တော့မင်းတို့အိမ်တကားဝါကိုတချိန်ချိန်မှာတော့လာခောက်မှာပဲအတော့ကျင်းသေးတယ်တချိန်ချိန်မှာတော့လာခောက်မှာပဲအဲ့တော့ကိုလိုတော်လန်ကြီးလောက်ရချင်းရဲ့ UI ချက်ကိုမင်းတို့ကခလုတ်အသင်းအနေနဲ့မဖြည့်ဆည်းဖို့ကိုတို့ကမြေတားရက်ခံတာမင်းတို့မဖြည့်ဆည်းပါနဲ့ဘာဖြစ်လို့လဲဆိုတော့ဖြည့်ဆည်းပစေကိုမင်းတို့ကဟုတ်ပြီကျွန်တော်တို့ကတော့မိုက်လို့စကားသားဘကပါလာဆိုလဲကြရတယ်โอเคတယ်ကွာခြားကြတာပေါ့ဒါမှမဟုတ်ကျွန်တော်တို့မသိလို့ပါသွားတာဆိုရင်လဲကို မတက်နိုင်ဘူးမင်းတို့ကကိုတို့ဒီလောက်ပြောပြရှင်းပြနေရဲ့သားနဲ့မင်းတို့ကဖျက်ဆီးနေတာတော်လန်ရေးကိုအဲ့တော့မင်းတို့ကပါဝါလို့စစ်မြင့်နာပြင်မှာတည်ရတယ်ဆိုရင်လေကိုတို့ကတက်ရမှာပဲညီလေးရဲ့နော်တက်ရမှာပဲပြီးလို့ရှိရင်ကိုတို့ကနောက်ဆုံးဟိုလူရင်အားနဲ့ဖိလို့နောက်ဆုံးလိုက်ရင်တော့မှကိုတို့ကနောက်ထပ်တဏယာနေပြပြည့်အောင်မှာပဲနောက်ထပ်ပြည့်အောင်မှာပြည့်အောင်မှာနောက်လျှောက်ပြည့်အောင်မှာမင်းတို့တည်အောင်မှာပဲသိလားချိန်သေးတာတစ်ခုကတော့မင်းတို့ကောင်းကောင်းတည်မယ်ပဲပါစားတယ်အတွေ့အကြုံမရှိတာနဲ့နည်းမြေမကျွမ်းကျင်တာနဲ့ဘာနဲ့ရတော့နော် နေမြမပိုင်စစ်မနိုင်ဘူးတဲ့တိလာမင်းတို့ပတ်စရတယ်ဆိုတာဒီကနေရောက်လို့ဟိုမမ်းမသိဘူးတောက်တော့နောက်တစ်ခုကကြောမင်းတို့ရှေ့တန်းရောက်မှပြေးမယ်ဆိုတဲ့စကားကိုမပြောနဲ့မင်းတို့ဟိုမင်းတို့ပေါ်လာဆွဲမယ်မင်းတို့ပထွေးလေးတွေကဖုံးသိမ်းတာနော်ဖုံးသိမ်းတာဖုံးသိမ်းပြီးတော့ရှေ့တန်းကိုတက်ခိုင်းတာမင်းတို့ဆက်သွယ်လို့မရအောင်အေးမင်းတို့ဆက်သွယ်လို့ရရင်တော့မင်းတို့ပတ်ဝန်းကျင်အခြေအနေကိုမင်းတို့မသိဘူးအဲ့တော့မင်းတို့ဘယ်ကိုပြေးရမှန်းမသိဘူးနောက်တစ်ခုကကြောမင်းတို့အဆက်သွယ်ရဖို့ဆိုတာခက်ခဲတယ် နော်ရှည်တဲ့စစ်မြေပြင်မှာအဆက်အသွယ်ရဖို့တော့ခက်ခဲတယ်အဲ့တော့ရှည်တဲ့စစ်မြေပြင်ရောက်မှပြေးမယ်ဆိုတဲ့အကွက်ကအစင်မပြေဘူးအဲ့တော့စကားဆာမင်းတို့ကိုတိတယ်ရှင်းပြောရမယ်စကားဆာလူတသိန်းပေါ်တာဆွဲလို့3000ခွေးဖြင့်ကျင်းတ်ပြီ तू ကနော်စကားဆာကလူတသိန်းလူတသိန်းပေါ်တာဆွဲလို့3000လောက်ခွေးဖြင့်ကျင်းတ်ပြီတိလားပြေးမယ်ဆိုတာလည်း तू တိတယ်ရှည်တဲ့မှာ तू တင်မယ်ဆိုတာလည်း तू တိတယ်တိလားနော်တိတယ်အဲ့တော့ဒါပေမဲ့အဲ့ဒီထဲမှာ3000လောက်ခွေးဖြင့်ကို तू ကကျင်းတ်ပြီဘာဖြစ်စစ်တိုင်းတိုင်းကို1000 1000လောက်နဲ့ထိန်းထားရင်3000လောက်ဆို အဲသူနည်းနည်းပါလှုပ်ရှားနိုင်တာပေါ့ကွာအဲ့တော့ပြောချင်တာကတသိန်းဆွဲတသိန်းပေါ်တာဆွဲလို့3000အရင်တည်ရင်သူကျင်နေပြီအဲ့တော့လူနှစ်သိန်းပေါ်တာဆွဲလို့6000အရင်တည်ရင်သူကျင်နေပြီအဲ့တော့မင်းတို့အိမ်ရှိကိုချိန်သေးတာတစ်ခုကတော့ကိုတို့ကလည်းလက်လျှော့မှာမဟုတ်တဲ့အတွက်ကြောင့်မို့မင်းတို့အိမ်ရှိကိုစကားစားနင်းနင်းတစ်ချိန်ချိန်မှာတော့လာခေါက်မှာပဲတကားเนาะအဲ့တော့မင်းတို့နီးစရာပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကိုဝင်ပါနော်မြင်းနီးတဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့တွေကိုဝင်ပါစကားစားကိုကိုရိုးနဲ့အတူတကွာလက်နက်ဆွဲကင်တော်လန်ပါ เนาะအော်မကြခင်မှာကိုတို့လည်းမင်းတို့ message တခုတော့ပြောလိုက်ပဲတိုင်းဒေသကြီးအစင်အလုပ်လုပ်ဖို့เนาะပူပေါင်းဆောင်ရွက်ဖို့ရှိတယ်အဲ့အချိန်ကြလို့ရှင်မင်းတို့ကိုတို့အများကြီးကြုံနိုင်အောင်မင်းတို့ကိုတို့ပြည်သူ့ကာကွယ်ရေးတက်မတော့เนาะတိုင်းတွေကိုဝင်နိုင်အောင်ကိုတို့စီစဉ်စီစဉ်ပေးမယ်เนาะဒါသတင်းစကားเนาะရှိတယ်เนาะအဲ့လိုမျိုးတွေအများကြီးရှိသေးတယ်ကွာတိတာအဲအချိန်ကျရင်မင်းတို့ပြောမယ်ပြောချင်တာကမင်းတို့အသက်ပြည့်ပြီးတဲ့လူတွေအနေနဲ့မင်းတို့အိမ်ကပတ်စံရှိလို့ဖြစ်ဖြစ်မရှိလို့ဖြစ်ဖြစ်နံပါတ်1စကားစာ ပေါ်တာဆွဲတာအဆင်းလိုက်ဆွဲတာနော်ပြောပြမယ်။ဘာဖြစ်လို့ပညာတတ်လူငယ်လေးတွေမျိုးပေါ်မှာရှိတဲ့လူငယ်တွေတော်တော်များများကိုမဆွဲသဘူးလဲဆိုပြောပြမယ်နော်။ဘာဖြစ်လို့လဲဆိုတော့မင်းတို့ဒီအကျိုးကိတဲ့ဖြစ်တယ်။မင်းတို့ဒီအဆက်အသွယ်တွေအများကြီးရှိတယ်။မင်းတို့ကိုဆွဲလို့ရှိရင်30ရာခိုင်နှုန်းကျန်ဖို့ဆိုတာတိတ်မလွယ်ဘူး။အဲ့တော့သူတို့ကဘာလဲဆိုတော့ဒီအခြေခံလူတွေနော်အဆက်အသွယ်လည်းမရှိနိုင်ငံရေးလည်းနားမလဲနော်နိုင်ငံရေးလည်းနားမလဲ ဘာမှမသိတဲ့သူတွေသူတို့နံပါတ်1ဆွဲလိုက်တယ်အဲဘာမှမသိတဲ့သူတွေက तू က तू အသက်ရှင်ဖို့ရေးဖို့ပဲစိတ်ဝင်စားတယ် तू ထွက်ပြေးရင် तू မိသားစုနဲ့သူ့ရဲ့မိန်းမဆွေမျိုးသားချင်းတွေဖန်ခံအောင်အောက်လို့မပြေးရဘူးအဲ့အတွက်ကြောင့်မို့အဲ့လိုလူတွေက50ရာခိုင်နှုန်းကြံကောင်းကြံနိုင်တယ်အဲနံပါတ်1အဲ့အဲ့လိုလူတွေကုံလာတဲ့အချိန်ကြားလို့ရှင်ရင်ပညာတက်တယ်လို့မတက်တယ်လို့ဆိုတဲ့ဂျားနေလူတန်းစားလေးတွေကိုဆွဲလာမယ်အဲအဲ့လိုမျိုးအဲ့လိုလူတွေကတော့ပြေးတာများတဲ့အတွက်ကြောင့်မို့အဲ့လိုလူတွေကပြေးတာများတဲ့အတွက်ကြောင့်မို့30တော့ 30တော့ကြံကောင်းကြံလိမ့်မယ်တဖြည်းဖြည်းနဲ့စွဲမှာအဲ့တော့ lobby နေပါတယ်ဆိုတဲ့သူတွေနော်အရာရှိရခံတဲ့သားသမီးတွေတထေးစကြွေရဲ့သားသမီးတွေလည်းလာမှာအဲ့တော့ပြောချင်တာကအစကစကနည်းမြေတွေရတယ်ဆိုတာကိုလူတွေကမြင်ကြတယ်ဒါပေမဲ့ဘလောက်တည်လဲဆိုတာကိုထုတ်ပြန်ရဲလာနော်ဟုတ်ပြီနည်းမြေတော့ရသွားတယ်ရသွားတယ်ဒါပေမဲ့အဲ့ဒီနည်းမြေရဖို့အတွက်စစ်တီအင်အားဘလောက်ရင်းလိုက်လဲဆိုတာကိုတက်မတော်ကကျွန်တော်တို့ဒီအဲကြောင်မဲမျိုးကိုရရှိတဲ့အတွက်ကြောင့်မလို့ အာဇာနည်သူရဲကောင်းဘလောက်ဖြစ်သွားလဲဆိုပြီးတော့မှတက်မတော်ကအာဇာနည်သူရဲကောင်းစင်ရင်ထုတ်ပြန်လိုက်ထုတ်ပြန်လိုက်အဲ့အချိန်ကျလို့ရှိရင်မင်းတို့မျက်လုံးပြူးထွက်သွားလိမ့်မယ်ဟာတိုင်ပွဲတစ်ပွဲကလူအလောက်ထိသေစရာလိုလားဆိုတာကိုမင်းတို့တွေ့သွားလိမ့်နော်ဝေးဝေးရှိရှိဝေးဝေးမပြောဘူးရှိရှိဝေးဝေးမပြောဘူးနော်ကြောင်မဲတွေနောင်ချိုတွေကိုမတွေ့ရလို့ကိုလျှောက်ပြောတယ်လို့မင်းတို့ထင်နေမယ်အဲ့တော့လျှောက်တွေ့ရတဲ့ပွဲကိုပြောမယ်နော်လေးကောင်မျိုးအစ်စ်ကိုလေးကောင်မျိုးအစ်စ်ဆိုတာလမ်း၆လမ်းပဲရှိတယ်နော် ကလန်ဖြတ်လမ်း6လမ်းပဲရှိတယ်။ရှင်းပြောရရန်ကုန်ကမယန်းကုန်ရက်ကွက်တော့မကျေဘူး။မယန်းကုန်မြို့နယ်တော့တော့မရှိဘူး။မယန်းကုန်မြို့နယ်မပြောနဲ့ကွာ။မယန်းကုန်မြို့နယ်ရဲ့တရက်ကွက်တော့တော့မရှိဘူး။ဒေဂီကောမြို့သစ်ဆိုတာချင်းချင်းလေး6လမ်းလမ်းမှာ6လမ်းပဲရှိတယ်။အဲ့ဒီ6လမ်းမှာနံပါတ်1လမ်းအခုသူတို့ဓာတ်ပုံတင်ထားတဲ့ဆေးရုံကုန်းပေါ့ကွာ။နံပါတ်1လမ်းဆေးရုံကုန်းလေးကိုရဖို့အရေးတောင်အအနည်းဆုံးမျက်မြင်150ကျော်မှာထိခိုက်ဒဏ်ရာကျဆုံးရန်သူဘက်မှာစကားစားဘက်မှာရှိတယ်။အကုန်လုံးပါစရတယ်မျက်ရည်နဲ့မျက်ခွန်းနဲ့ เนาะဒီလိုမျိုးရှိတယ်အဲ့လိုမျိုးရှိတယ်ဒါစကလုံးတွေမင်းတို့ပြောပြတာအဲ့လိုမျိုးအခြေအနေမျိုးတွေရှိနေတဲ့အတွက်ကြောင့်မလို့မင်းစဉ်းစားကြည့်ဒီလိုမျိုးရက်ွက်အဆင့်တော်မရှိတဲ့မျိုးငယ်လေးရဲ့တလန်းကိုရဖို့အတွက်စင်ရအဲ့လောက်ရင်းရတယ်ဆိုရင်မျိုးတစ်မျိုးကိုရဖို့ဘယ်လောက်ရင်းရမလဲဆိုတာမင်းတို့တွေးကြည့်အဲ့တော့ဘာဖြစ်လို့ပါစားတွေကိုအသေးအသက်အတုတ်လိုက်အတုတ်လိုက်ခေါ်နေလဲဆိုတော့မင်းတို့အုံအောင်မှာတွေးမင်းတို့ချောက်နေတာမဟုတ်ဘူးမင်းတို့ချောက်ပြောနေတာမဟုတ်ဘူး ပြောပြတာတခုကမင်းတို့အတ္တသိမ့်မကြီးပါနဲ့မင်းတို့အခုချိန်မှာပျော်ရွှင်နေတယ်တချိန်ကျရင်တေမင်းကမင်းတို့ရဲ့တကားဝါကိုခောက်မှာအဲ့ဒါကိုတို့ကြောင့်မဟုတ်ဘူးဆိုတာတော့မင်းတို့သိစေခြင်းနဲ့ကိုတို့မယုံကြည်လို့မရက်တီဘူးဆိုရင်လည်းမင်းတို့ရဲ့သဘောပါပဲဒါပေမဲ့ကျင်းသေးတာတခုကတေမင်းကတနေ့တချိန်ကျရင်မင်းအရှိကိုလာပြီးတော့မှခောက်လိုက်မယ်အဲ့တော့ဒီကလေးတွေရဲ့မိဘတွေအနေနဲ့လည်းအတွေးမမားစေခြင်းဘူး ငါသားတွေမတင်ပြီးရောဟိုဘက်ကကလေးတွေမြ мян သေးပါသေးဆိုပြီးဆူတောင်းမနေနဲ့အဲ့ဒီဆူတောင်းကမှားတယ်အဲ့ဒါဆူတောင်းအမာကြီးဖြစ်တယ်เนาะအဲ့တော့ဆူတောင်းအမာကြီးဖြစ်တယ်ဒါမျိုးလဲဆူတောင်းလို့မရဘူးเนาะတော်လန်ရေးသမားကိုပဲတက်လို့ရမယ်တဲ့တော်လန်ရေးသမားရဲ့စိတ်ကိုတော့တက်လို့မရဘူးတဲ့เนาะအဲ့တော့မနေ့ကတော့လာပြောတယ်ကိုကြီးရေးတယ်ကျွန်တော်တို့ကတော့ပါစာပါဝိုင်းပြီး၄ရောက်တဲ့တယောက်350နှုန်းနဲ့ဘုံမှုတယောက်ကရွေးခိုင်းတယ်တဲ့အဲ့တော့ ေးရောက်ရွေးလိုက်တာတိန်းနေရကုံသွားတယ်အဲ့တော့ကိုကြီးတဲ့ပတ်ဆက်မရှိလို့တဲ့အညာဝိုင်းလေးကိုရောင်းရတယ်တဲ့အဲ့တော့ဝိုင်းကကျွန်တော်တို့ကပြားတယ်နေရမရှိမှကြောက်လို့ဝိုင်းကိုမရောင်းကျင်ဘူးတဲ့ပေါင်မဲပေါင်ကျင်တာတဲ့ဒါပေမဲ့အဲ့ဒီအဲ့ဒီသွားပေါင်တဲ့နေရာလဲတဲ့ကျွန်တော်တို့ကအပေါင်မခံဘူးအပြက်ရောင်းမှယူမယ်လို့ပြောတော့ကျွန်တော်ညီလေးတွေကိုလွတ်စေချင်လို့ကျွန်တော်တဲ့ဝိုင်းလေးကိုရောင်းလိုက်တယ်တဲ့အခုတော့၄ရောက်လွတ်လာခဲ့ပြီဗျာတဲ့ဟေးလွတ်လာခဲ့ပြီဟုတ်တယ်မင်းတို့နောက်တစ်ခေါက်သွားရအောင်မယ်လို့ကျင်းသေးတာတစ်ခုကမင်းတို့နောက်တစ်ခေါက်သွားရအောင်မယ်လို့ ဲ့တော့နောက်ထပ်ညီလေးလေးလည်းလာပြောတယ်ကိုကြီးတဲ့ကျွန်တော်ကအခုတဲ့အပတ်စဉ်ဘလောက်ဘလောက်ပေါ့ရောက်နေပြီတဲ့ကျွန်တော်ကဲပါအောင်ဗျာအညီမင်းဘလို့ကဲရမလဲလို့နော်အဲ့ဒါနဲ့မင်းဘလို့ဖြစ်တာလဲဆိုကျွန်တော်ဗျာတဲ့ကျွန်တော်ကပြည်တွင်းစစ်မဖြစ်ချင်ဘူးဗျာတဲ့ဩမင်းအသက်ဘလောက်လဲဆို16နှစ်တဲ့ဩတည်သွားပြီမင်းလွန်ခဲ့တဲ့9နှစ်မှာတော့ကမင်းအသက်မပြည့်သေးဘူးတော်လည်းအကြောင်းလည်းမသိဘူးတော်လည်းဖြစ်ပေါ်လာပုံလည်းမသိဘူးအဲ့ဒါကြောင့်မင်းဒီစကားပြောတာကျွန်တော်နားလည်သွားပြီဒီကလေးကိုဟုတ်ပြီ ကျွန်တော်ကလည်းပြည်တွင်းစစ်ကိုမပါခြင်းဘူးတဲ့အေးမပါခြင်းဟုတ်ပြီမပါခြင်းဘာဖြစ်လဲပြောအခုဆိုတော့ကျွန်တော်ပြည်တွင်းစစ်ကိုမပါခြင်းဘူးတဲ့ကျွန်တော်ပြည်တွင်းစစ်တယ်မပါခြင်းလေဟိုးတဲ့ထိုင်းသွားမလို့တဲ့ရန်ကုန်မှာတက်ပြီးအလုပ်လုပ်တာတဲ့ကျွန်တော်15ရက်ပဲရှိသေးတယ်တဲ့ကျွန်တော်ညဘက်ကြီးကားစီးလာတာအဲ့နေ့က9နာရီကျော်သွားတယ်တဲ့ကျွန်တော်ပေါ်တာဆွဲပြီးအခုစူဆောင်ရေးတဲ့ကိုပို့လိုက်တယ်ကိုကြီးရဲ့တောက်ကဲပါအောင်တဲ့အာညီလေးကဲခြင်းနဲ့ကွာမင်းကငါလဲအဲ့ဒီမှာပြေးလာပြီးစူပါမန်လို့ခြီရောက်ခြီပြီးမှသွားရင်တော့ကောင်းတာပေါ့ကိုလည်းအဲ့လိုခြီလို့မရဘူးအစိုးကြီးတွေကမင်းတို့ယုံထွက်ရမှာဆိုတော့ တားပြည်ရင်းစစ်မှာမပါခြင်းဘူးရဲ့အေးဟုတ်ပြီမပါခြင်းဘူးကြိုက်တယ်အကြိုက်တယ်ဟုတ်ပြီမပါခြင်းဘူးရတယ်အဲ့တော့အခုကကိုဘလို့လုတ်ပေးရမလဲဆိုကိုလည်းမလုတ်ပေးတတ်တော်ဘူးကွာလို့ဟိုစိတ်တော့မကောင်းတကယ်ကိုစိတ်မကောင်းသူတို့ဘလို့ပြောရမလဲတင်မေးကတကားခောက်နေပြီဗျာအဲ့ဒီအတွက်ကြောင့်မို့သူတို့စိတ်မကောင်းအဲ့တော့ဆက်ကဆက်နောက်တစ်ခုကပြည်သူလူထုကိုဘလို့လုတ်လဲဆိုတော့မုံရွာဖြစ်စဉ်ကိုပဲကြည်လိုက်နော် မုံရွာဖြစ်စဉ်ကိုပဲကြည်လိုက်အဲ့တော့ပြည်သူလူထုကဘလို့လုတ်လဲဆိုတော့သူရွေးကောက်ပွဲကျင်းပနိုင်တဲ့နေရာ မရှိရင် ွေးကောက်ပွဲကိုမဲထဲမဲ့လူကိုသူတို့ပိုင်တဲ့နေရာကိုခေါ်မယ်ကျွန်တော်ထပ်ပြောမယ်နော်ရွေးကောက်ပွဲကျင်းပနိုင်တဲ့နေရာမရှိရင်ရွေးကောက်ပွဲကျင်းပဖို့အတွက်လူဦးရေများအောင်သူတို့ပိုင်တဲ့နေရာကိုခေါ်လိုက်မယ်အဲ့ဒါဘယ်လိုခေါ်မလဲဆိုတော့မုံရွာဖြစ်စဉ်ကိုကြည့်လိုက်သူတို့အုပ်ချုပ်မှုအာဏာအောက်မှာရှိတဲ့လူတွေကြတော့ပျော်ပွဲရှင်ပွဲတွေဘာတွေလုပ်ပေးတယ်သူတို့အုပ်ချုပ်မှုအောက်မှာမရှိတဲ့လူတွေကြတော့တွေ့လားပွဲလောက်တာချင်းအတူတူတောင်ပြည်သူတွေမပြည်သူတွေစိတ်ဝင်စားအောင်နော်မစိတ်ဝင်စားအောင်စိတ်ဝင်စားအောင်လင်းနဲ့ကျဲပလိုက်တယ် နော်ဂျိုင်ရိုကော်ပိုရိုနဲ့ကျဲလိုက်တယ်40ကျော်လောက်သေဆုံးသွားတယ်အဲ့တော့သူတို့ကတော့ပြောတာပေါ့အကျန်းဖက် PDF တွေနဲ့တူတူရှိလို့ဆိုပြောတာပေါ့မင်းတို့အဲ့လိုမျိုးစိတ်မွေးလို့ငါတို့နဲ့ရှိလို့ဒီလိုလုပ်တယ်ဆိုမင်းတို့နဲ့ရှိတိုင်းတာလုပ်မယ်ဆိုရင်ကျင်းစီတာတခုကမင်းတို့ရှိရသိမ်းထားတယ်120ပြောင်းနေလဲတိုးရှိမှာအများကြီးသိလားကြေွားမယ်မွားွားမယ်ပြိုပြက်သွားမယ်သိလားဒါပေမဲ့ငါတို့တိဆောက်နေချင်တာဒီစနစ်တစ်ခုဖြစ်တယ်စနစ်တစ်ခုဖြစ်တယ်လူသက်ပွဲမဟုတ်ဘူးစနစ်တစ်ခုဖြစ်တယ် ပြောပြချင်တာပါစနစ်တစ်ခုဖြစ်တယ်အဲ့တော့မင်းတို့ကအဲ့လိုလုပ်တယ်အဲ့တော့စက္ကစဘယ်လောက်ထိရက်ဆက်လဲဆိုလို့ရှင်မုံရမျိုးပေါ်မှာပျော်နေတဲ့သူတွေကြတော့ပေးပျော်ထားပြီးတော့ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အိမ်ချက်ဖြစ်သွားပြီလေသူ့ရဲ့အိမ်ချက်ဖြစ်သွားပြီလေသူစားကျင်တဲ့ချိန်သူစားမယ်သူခုတ်ခိုင်းကျင်တဲ့ချိန်သူခုတ်ခိုင်းဖို့အတွက်သူ့ရဲ့အိမ်ချက်ဖြစ်သွားပြီလေအဲ့တော့သူ့ရဲ့အိမ်ချက်မဖြစ်တဲ့သူတွေကြတော့ရွေးကောက်ပွဲကိုကျင်းပဖို့အတွက်ရွေးကောက်ပွဲကျင်းပမယ့်နေရာကိုမလာနိုင်အဲ့ဒီနေရာမှာရှိတဲ့လူကသူ့ရှိကိုလာအောင်လို့အကြောက်တရားနဲ့လုပ်တယ် ဲ့တော့အကြောက်တရားနဲ့လို့တော့လူတွေကကြောက်တာပေါ့ဗျာကြောက်တော့ဘယ်ဖြစ်လဲဆိုတော့မျိုးရွာတွေကိုပြေးကြတယ်အစစ်တက်နဲ့အစစ်တက်နဲ့နင်းရင်လင်းရင်ကျဲမခံရဘူးလေဘာဖြစ်လို့တော့တူတူရှိတာ哦အဲ့တော့အဲ့ဒီလင်းရင်ကျဲမခံရတဲ့နေရာတွေကိုသူတို့ကပြေးတဲ့အတွက်ကြောင့်မို့ရွေးကောက်ပွဲကိုရှိတဲ့နေရာကိုသွားမလို့ရဲဘူးလုံရမဲ့နေရာကိုသွားမလို့ရဲတဲ့အတွက်ကြောင့်မို့ဟိုရွေးကောက်ပွဲလုံမဲ့နေရာကလူကိုသူ့ရှိခေါ်တာအဲ့တော့ဘလို့ခေါ်လဲဆိုလူတက်ပြီးခေါ်တာကျွန်တော်ပြောတာမှားတယ်ဆိုရင်အခု social media မှာဖြစ်နေတာတွေရောသတင်းတွေရောမှန်တယ်ဟုတ်တယ်နော် မနေ့ကဘုံကျဲတဲ့ကိစ္စလို့ပေါ့အဲ့တော့စစ်ကောင်စီကဘယ်လောက်ထိရှုံညံ့လဲဆိုတာပြောပြတာအဲ့တော့ငါညီလေးတို့မင်းတို့လွန်ခဲ့တဲ့73နှစ်မှာအသက်မပြည့်သေးတဲ့သူတွေလွန်ခဲ့တဲ့အော်လွန်ခဲ့တဲ့9နှစ်မှာ73နှစ်ပဲရှိသေးတဲ့လူတွေလွန်ခဲ့တဲ့9နှစ်မှာ14နှစ်ပဲရှိသေးတဲ့လူတွေလွန်ခဲ့တဲ့9နှစ်မှာ15နှစ်ပဲရှိသေးတဲ့လူတွေအခုမှ16နှစ်ပြည့်တဲ့သူတွေအခုမှ20ပြည့်တဲ့သူတွေကဒီတော်လန်ရေးရဲ့တမိုင်းကိုမင်းတို့မသိဘူးအဲ့တော့မင်းတို့ကိုကြီးက800တော်လန်ရေးရဲ့တမိုင်းကိုမင်းတို့ပြန်ပြောပြတာဖြစ်တယ်ပြီးတော့မင်းတို့ကအိမ်ချက်တွေဖြစ်တယ်အချိန်မီစားခံနိုင်တဲ့အချိန်မီမင်းတို့ထွက်ခွာလိမ့်မယ်မင်းတို့ရဲ့ သေမင်းကမင်းတို့ရဲ့တကားဝါကိုလာခောက်လိုက်မယ်မိဘတွေအနေနဲ့လဲငါသားလေးလွတ်တွေ့ငါသားလေးနေပါစေဆိုပြီးတော့မှအန်ဒီတို့အတ္တကြီးကြီးအနေနဲ့အန်ဒီတို့ခေါ်ထားအန်ဒီတို့သားကိုသေမင်းကလာဆွဲခေါ်တဲ့နေ့အန်ဒီတို့မျက်ရင်နဲ့မျက်ကွက်ဖြစ်ရလိမ့်မယ်အန်ဒီတို့သားတွေကိုအန်ဒီတို့ချစ်ချင်းအားဖြင့်ကျွန်တော်တို့ရဲ့တော်လန်ကြီးကိုအန်ဒီတို့အနောက်ဆက်ပေးတယ်စကားစားလာခေါ်ရင်ပတ်စံနဲ့ရွေးတယ်ရွေးလို့မရရင်ထဲလိုက်တယ်ကျွန်တော်တို့တော်လန်ရေးကိုနှောက်ရက်တယ်ကျွန်တော်တို့အပေါ်မှာကြတော့မဆာနာဘူးရရတယ်ပြဿနာမရှိဘူးအန်ဒီတို့လက်ပူလောင်နေနေကြရင်အန်ဒီတို့ဆာနာတက်လာလိမ့်မယ် အဲ့ကျင်ကြရင်တော်လိုင်းရေးမြေမြအောင်ပါစေဆိုတဲ့ဆုတောင်းစကားနဲ့အန်ဒီလိုတောင်းတက်လာလိမ့်မယ်နော်နောက်ခုဖို့အစင်းစင်းထိုင်ဆောင်နေတဲ့အတ္တကြီးတဲ့သူတွေကြောင့်အိမ်ချက်တွေကြောင့်ဒါမျိုးဖြစ်တာအဲ့တော့ဂျင်းသေးတာတခုကတော့အိမ်ချက်တွေကဒီနေ့ချက်စားခံရတဲ့ဘဝကိုဂျင်းသေးကြောက်မှာနော် တော်လိုင်းရေးသမားကိုပဲတက်လို့ရတယ်တော်လန်လူစိတ်ကိုတက်လို့မရဘူး ဒဲတိုက်လို့မရရင်ချောင်းပစ်မယ်ကျင်းသေးတာတခုဟာသူတို့တေးရမယ်အဲ့ဒါအဲ့ဒါကျွန်တော်တို့ပြောရဲတယ်ဟောအဲ့ဒါကျွန်တော်ပြောရဲတယ်နော်လူလိုရင်တော့စကားစားတော့ခေါ်မှာပဲနော်ရှင်းပြမမရရန်ပြောရရင်ပြည်တွင်းထဲကလူတွေများများအိတ်စောစောအိတ်ကြပေါ့ခလေးများများမွေးပေါ့နော်စကားစားကိုထောက်ပံ့ဖို့ဗါလဲစကားစားကိုထောက်ပံ့ဖို့စောစောအိတ်ကြအေးစောစောအိတ်ဖို့လဲစကားစားကမီးဖြတ်ပေးထားပါလေနော်စကားစားကိုထောက်ပံ့ဖို့ခလေးများများမွေးကြ ဆောဆောအိတ်ကြเนาะစကားစားစစ်ရှုံးနေစစ်ရှုံးနေအော်နေတာစစ်ရှုံးနေစစ်ရှုံးနေအာ PDF တွေစစ်ရှုံးနေပြီ TN တွေစစ်ရှုံးနေပြီစကားစားအော်နေတာဘလောက်တေွားလဲဆိုတာကိုအုတ်ကူလုတ်ရဲလားကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်ကလို့တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလို့ကိုယ့်ရဲ့ကြဆုံးွားတဲ့ရဲဘော်တွေဆွလွတ်နေတာခံွားတဲ့ရဲဘော်တွေအထက်အာဇာနီဗိမ့်မှန်ဆိုပြီးတော့မှအာဇာနီတွေကိုဂုံပြူတဲ့စုပေါင်းဂုံပြူနေရာလုံနိုင်လား နော်ကျွန်တော်တို့မှာအားအကြဆုံးရဲဘော်တွေအများကြီးပုံနေတာပဲဆိုတာအဲ့ဒါကအာဇာနည်တွေကိုစုပြီးအာဇာနည်ဗိမ့်မှန်လောက်ထားတဲ့အတွက်ကြောင့်မို့တရင်အသီးသီးရဖြစ်နေလို့စကားစားအဲ့လိုမျိုးတနိုင်ငံလုံးအတိုင်းတာနော်ပါဆာနဲ့စစ်တီကြဆုံးမှုတွေကိုအဲ့လိုအုပ်ကူလုံရဲလာလုံရဲရင်လုံလိုက်မြန်မာနိုင်ငံတဝက်စာလောက်ပြေသွားလိမ့်မယ်လုံရဲရင်လုံလိုက်နော်အဲ့တော့ဓာရီကိုတိနေတာဟိုတောင်မှကိုကိုအင်ဂျက်ဘောကနော် channel ရဲ့အကြက်ဘောကဖြစ်နေတယ်ဆိုရင်တော့လဲ မတက်နိုင်ဘူးပေါ့ဗျာကိုယ့်အလုပ်ကိုဆက်လုပ်ရတာပေါ့အဲ့တော့ကျွန်တော်တို့ကကိုယ့်အလုပ်ကိုဆက်လုပ်ဖို့အတွက်ကျွန်တော်တို့အခု campaign လုပ်နေတယ်အဲ့ဒါဒီဒုံးအစည်းတရား campaign ဖြစ်တယ်တော့ line လွှင့်နေတာတနားရီကျော်နှစ်နာရီဖြစ်တော့မယ်ကဲဒါတော့ကိုယ်စွဲလိုက်လွတ်နေချိန်မှာပြောသွားတဲ့အကြောင်းအရာလေးဖြစ်ပါတယ်နော်အဲ့တော့ဒီ စစ်မှုရန်ကိစ္စနဲ့ပတ်သက်ရင်တော့ဒါတော်တော်လေးကိုစဉ်းစားမယ့်အချိန်ဖြစ်ပါတယ်နော်အဲ့တော့ဟိုတုန်းကစစ်မှုဆန်းကိစ္စကိုဒီတုံးတော်လိုင်းဘက်ကဘာမှမတားဆီးနိုင်ခဲ့တဲ့အတွက်အချက်ပဲစစ်ကောင်စီကလူရင်အားတွေပြန်ရပြီးတော့ပြန်လည်ထိုးစစ်ဆင်နိုင်တဲ့အနေအထားတွေဖြစ်နေတာဖြစ်ပါတယ်ထပ်ပြီးတော့လေပေါ့နော်ဟိုဒီမြို့ကြီးပြကြီးတွေမှာနေတဲ့လူငယ်တွေကဒီလိုမျိုးပေါ့နော်ဟိုကိုနဲ့မဆိုင်သလိုနေတယ်ဆိုရင်တော့တေချာပေါ့တရက်ကတော့အချက်ပဲစစ်ကောင်စီကတကားလာကောက်မှတေချာတယ်အခုလည်းပတ်စင်ကတော်တော်လေးကိုသွားနေပေါ့နော်ထပ်ပြီးတော့လာမယ့်အခြေအနေလည်းရှိသေးတဲ့အတွက်ပေါ့နော်ကိုဇွဲကသတိပြုပြောကြားတာဖြစ်ပါတယ်နော် โอเคအစားဆုံးကြည့်ပေးကြမြတ်ပြည်သူရောက်စတဲ့သူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကြံဖက်မင်းအောင်လာရဲ့စစ်ပေးငလင်ပေးဘေးရင်တွေပေါင်းစုံပါကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ